မျိုးသားရေးဓမ္မတွေဆိုတာကတော့ဒါတက်မတော်နဲ့မျိုးသားရေးတက်မတော်နဲ့မျိုးသားရေးဓမ္မတွေဟာတက်မတော်အခက်အခဲကြုံတဲ့အခါမှာတက်မတော်ရဲ့အကျဉ်းချက်ရိုက်ခဲ့တဲ့အချိန်ကာလတွေရှိပါတယ်။အဲ့ဒီအချိန်မှာလည်းမျိုးသားရေးဓမ္မတွေဟာတက်မတော်နဲ့အတူရှိခဲ့တယ်ဆိုတာလေ။ဒါကာကြုံကြီးလည်းဒါသိမှာပဲမျိုးသားရေးဓမ္မတွေဟာဒါတက်မတော်အနာထိမ့်ပြီဆိုကြတဲ့ကတက်မတော်ဘက်ကနေအပြည့်ဝမှာမမှန်ရိုက်တည်ပြီးခဲ့တယ်လို့ဟုတ်လား။ဟောက်ခံပွဲတွေလည်းစဉ်းစားလုပ်ခဲ့တယ် အချိန်ရမှဒလိုကြီးထားလို့မဦးစေးကတော့ပုံမွေလေးလေးပြောရင်ရကာကျော်ကြီးအစ္စလမ်တရားရောက်လာရင်အဲ့ဒီနေရာဟာမြို့တစ်မြို့တည်ထောင်ဖို့လည်းပဲသူတို့ကဝင်မလေးတဲ့အဖွဲ့သီးတစ်ခုပါပဲအဲ့လိုဖြစ်နေတဲ့အခါမှာဒီနေရာကဘုရားဗဒာအများစုနေထိုင်ရာနေရာသစ္စာမြင့်ကြီးရွာနဲ့အနီးဆုံးနေရာဖြစ်နေတယ်အခြားဘာသာ၃ခုမှာအခြားတနေရာမှာသွားပြီးတော့ဒီဘာသာတစ်ခုတည်းဒီနေရာမှာလာပြီးတာဝန်ရှိတဲ့ပုံကိုယ်တွေဟာဘလို့သဘောထားနဲ့ဘလို့စိတ်ထားမျိုးနဲ့ ပေးတာလဲဆိုတာဦးဇင်းတို့စဉ်းစားခက်နေပါလေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ပလီစောက်တိကိစ္စတက်မတော်ထောက်ခံဝန်ရံနဲ့အမျိုးသားရေးတမားတွေကိုတစ္ဆာဖောက်တာဖြစ်ကြောင်းပောက်ကိုတော်ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာလာပါ2025ဖြစ်ပါလေဗျစောစောကမင်းကတကယ်ဥမောင်မြင့်ရဲ့အကြောင်းပြောလိုက်တော့အတန်ဖိုင်ရမပါဖြစ်သွားတယ်ဗျာနော်အတန်ဖိုင်မပါဖြစ်သွားတယ်နောက်ကရောတကယ် အတားပိုင်းပြောင်းနေတယ်ပေါ့နော်အဲဒါကြောင့်ပြန်တင်လိုက်ပါဖြစ်ပါလေဗျဒါကြီးမင်းကဥမောင်မြင့်အဲပြောပါတယ်စကလုံးကတော်တော်ကြီးကောင်းတယ်ဗျပြောသွားလဲဆိုလို့ရှိရင်ဒီနဘာသာအလီကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့နော်ပလီကိစ္စနဲ့ပတ်သက်ပြီးသူရဲ့သုံးချက်ချက်လေးအရင်ကောင်းတယ်ဒီချိန်မှာထိလွယ်ရှာလွယ်တဲ့ချိန်ဒါတမိုင်းစင်ဆက်တီလည်းရှိခဲ့တယ်နော်တမိုင်းစင်ဆက်လည်းရှိခဲ့တယ် ဒီလိုရွေးကောက်ဝယ်နေတဲ့အချိန်မှာရွေးကောက်ဝယ်ကိုဖျက်လို့ဖျက်စီးလောက်ပြပအဖွဲ့စီရလည်းရှိတယ်လို့ပြပအဖွဲ့စီနဲ့ဒီမြန်မာနိုင်ငံတချို့ဟာတွေပူပေါင်းပြီးမှလုံဆောင်နေတာတွေလည်းရှိတယ်เนาะရှိတယ်အဲဟိုတခါကြီးမင်းကဥမောင်းမြေတုံးတက်သွားတာကဒီချိန်မှာဆိုင်ငံတင်တယ်ပေါ့เนาะဆိုင်ငံတင်တယ်ဒီချိန်မှာမလုံးတင်ဘူးပေါ့เนาะဒါပြောပါဒါမှန်ပါတယ်သူကเนาะဒီချက်အမျိုးသားရေးမှာဆရာတော်ကြီးတဲ့သူ ဝင်လိုက်ပုံမှာတွေ့ရဆိုအကြောင်းလေးတွေအာသူကလူကြီးလူကောင်းပြီးသားတယ်လို့သူကပြောသွားတဲ့နေရာမှာလည်းတကယ်ပညာပါပါတယ်တကယ်မြတ်သားတဲ့စကလုံးတွေပါပဲเนาะမြတ်သားတဲ့စကလုံးတွေပါပဲမင်းငယ်ဥမ္မောင်မြင့်ဆိုတာလည်းမမဲရသူမဟုတ်ပါဘူးเนาะတကယ်သူ့နယ်မှာသူတကယ်လှုပ်ဆောင်ခဲ့တဲ့အရာဥဒိစိန်ဆိုရလက်ထက်မှာလည်းသူလှုပ်ဆောင်ခဲ့တာအများကြီးရှိပါတယ်เนาะကြိုးပြုခဲ့တာလည်းအများကြီးရှိပါတယ် ီနေ့ဒီချိန်တူတူအသက်အရွယ်နဲ့မမသူလှုပ်ဆောင်ခဲ့တာရင်းလည်းရှိရှိနေသေးပါပဲเนาะအဲ့တော့ဘာပြောပြောသူပြောတာကတော့ဒီချိန်မှာမပေးကြနေဘူးပေါ့เนาะဒါတော့ပုံပုံလည်းလည်းမလားတော့ထိတ်ပြောသွားတာပေါ့လူကြီးဆိုတော့เนาะလုံးဝလုံးဝကိုဒီချိန်မှာဒီပလီကိုစောက်ပိုင်ကိုမပေးတင်နေဘူးဒီချိန်မှာပလီကို ရဲ့အခြားနေရာပေးရင်တော့မတူဘူးလက်ခံနိုင်တဲ့အနေအထားပေါ့နော်အခြားနေရာဒီလိုနေရာမှာပေးတဲ့ဆိုတာမမဖြစ်တင်တဲ့အကြောင်းရယ်နောက်ပြီးတော့ဆိုင်းငံ့တင်တဲ့အကြောင်းရယ်ကိုပြောရတာဖြစ်ပါလိမ့်ဗျအမှန်ကန်မှာရုပ်ောက်ွယ်နေတဲ့ကာလမှာဒီချိန်မှာတကယ်ကိုဆိုင်းငံ့တင်ပါလိမ့်ဗျနော်မျိုးသားရေးဓမ္မတွေဆိုတာကတော့ဒါတမတော်နဲ့မျိုးသားရေးတမတော်နဲ့မျိုးသားရေးဓမ္မတွေဟာတမတော်အခက်အခဲကြုံတဲ့အခါမှာတမတော်ရဲ့အကျဉ်းချက်ရိုက်ခဲ့တဲ့အချိန်ကာလတွေရှိပါတယ် အဲ့ဒီချိန်မှာလည်းမျိုးသားရေးသမားတွေကတပ်တော်နဲ့အတူရှိခဲ့တယ်ဆိုတာလေအာကာကြောကြီးလည်းဒါတီမှာပဲမျိုးသားရေးသမားတွေကဒါတပ်တော်အနာထိမ့်ပြီဆိုကြတဲ့ကတပ်တော်ဘက်ကနေအပြည့်ဟွာမာမမရက်တီပြီးခဲ့တယ်လို့ဟုတ်လားနောက်ခံပွဲတွေလည်းစင်ဆိုင်လုတ်ခဲ့တယ်ဒီချိန်ညမှာလူကြီးထားလို့မဦးစေးကတော့ပုံမလေးလေးပြောရင်ကာကြောကြီးအနိုင်နဲ့ပိုင်းစင်ချင်တယ်ဗျာ အာဂျိုကြီးရဲ့တမိုင်းမှာလည်းဒီလိုအာဂျိုကြီးလက်ထံမှာဒီလိုဘလီကိုစောက်ခွန်ပေးခဲ့တယ်ဘလီကိုလုံးပိုင်ပေးခဲ့တယ်ဆိုတော့ဟာနှလားလေးအတွင်းမှာမဖြစ်စေချင်တာပေါ့ဗျာနော်ဘာလို့လဲဆိုနိုင်ငံတကာဆက်ဆံရေးတွေမှာအာဂျိုကြီးလက်ထံမှာရန်ကောင်းခဲ့တယ်နော်အမေရိကန်လိုနိုင်ငံမျိုးနဲ့တောင်မှဆက်ဆံရေးအဆင်ပြေရောအာဂျိုကြီးရာဆွမ်းဆောင်နိုင်ခဲ့တယ်နော်အဲ့ဒီဟာအများကြီးပဲဒါစီဝိုင်းလမ်းပွင့်လင်းခဲ့တာဒါရွေးကောက်ပွဲကြီးကြောင့်ပြီးသွားလို့ရှိရဲ့ ဒါဦးဇင်းတို့မြန်မာနိုင်ငံဥပြန်ပြီးမှဥမော့လာမယ်ဆိုတော့ဦးဇင်းကစီဝါရီရောလမ်းမဆက်တို့ရောအဆဆရာပြန်ပြီးမှကောင်းမော့လာမယ်ဥမော့လာမယ်ဆိုတော့ဦးဇင်းဒါတရားခိုင်တို့ရှုံကြည့်တယ်ဒီလိုဥမော့နိုင်အောင်ကောင်းမော့နိုင်အောင်နိုင်ငံဆက်ဆံရေးစီဝါရီဒါကောက်ကျော်ကြီးရဲ့ရည်ချင်းနေလဲပါပါတယ်ဗျာနော်ဒါဒါကြောင့်ကောက်ကျော်ကြီးအနေနဲ့အဒီပလီကိစ္စအလေးမှာပေါ့နော် ဒါလွှတ်တော်ကြမှာဘလို့ဆုံးဖြတ်ဖြတ်ပေါ့နော်ကာကြိုကြီးတွင်ကပြင်လာဓမ္မစီကတိုက်ဥစားချက်ဆရာတော်ဖြစ်ပါတယ်တွင်ကဒီပြင်လာရုပ်ကံတော်ဖြစ်ပါတယ်တွင်တို့ဒီဒလီနဲ့ပတ်သက်ပြီးတော့နိုင်ငံအစိုးရကတည်ဝင်ခွင့်ပြုပြီးတော့အော်ဆက်လုပ်နေကြတယ်လို့ဆက်လုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းပြောသလိုဒီမှာအော်စီပင်ရခွင့်ပြုချက်နဲ့ထောင်ထားတဲ့ဆိုင်းဘုတ်တွေလည်းရှိပါတယ်ဒါကြောင့်ဒီနေရာတည်ဝင်ခွင့်ပြုထားတဲ့နေရာဖြစ်တဲ့အတွက်တို့တွေဟာတည်ဝင်မဲ့လုံးလုံးနေကြတာဖြစ်ပါ ဒီအကြောင်းအရာပေါ်မှာအဲကျွန်တော်ပြောလို့တာကဒီနေရာဟာဗုဒ္ဓဘာသာအများစုနေထိုင်တဲ့နေရာဖြစ်ပါတယ်ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့နေရာမျိုးမှာဟောအစ္စလာမ်ဘာသာကိုးကွယ်ကြတဲ့ပုံစံတွေကိုဒီနေရာမှာအေးမယ်ဆိုရင်ရေရှည်မှာဘာသာရေးထိကရုံးတွေဖြစ်လာစရာအကြောင်းတွေအများကြီးရှိပါတယ်ကျွန်တော်ညမတမိုင်းကိုပဲကြည့်ကြည့်ကဘာတမိုင်းကိုပဲကြည့်ကြည့်ဟောသူတို့တွေကလူနည်းစုကနေလူများစု ဖြစ်လာခဲ့ရင်အဲ့ဒီနေရာဟာအကြက်ဘက်တွေအများကြီးတောင်းကျတဲ့နေရာတစ်ခုလိုဖြစ်လာခဲ့ပါတယ် အဲ့တော့ဦးတင်းတော့ကဒါကြောင့်ဒီနေရာကိုတန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာဗုဒ္ဓဘာသာများသူနေထိုင်တဲ့နေရာဖြစ်တယ်။အစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့နေရာမဟုတ်တဲ့အတွက်ဦးတင်းတော့ကန့်ကွက်နေတာ။အစ္စလမ်ဘာသာဝင်အများစုနေထိုင်ရဦးတင်းတော့ပြင်မလားမှာမလီယာ73လုံးရှိတယ်။အာရဗီယာတစ်ချောင်းရှိတယ်။အဲ့တော့သုဒ္ဓဘာသာတို့ရဲ့လောက်ပိုင်ခွင့်ကပြင်မလားမှာမလီ14လုံးရှိပါတယ်။တို့ဘာသာဥယျာဉ်နေအတွက်နဲ့အရေးအတွက်နဲ့စာရင်ဒီဗလီ၄လုံးကပြင်မလားတက်မြို့ထဲမှာဗလီ၄လုံးကများလုံးများနေပြီလို့ဦးစံပြောချက်ပါတို့တို့အတွက်မလိုအပ်ပါတို့တို့အတွက်လို့ခုဦးစံတို့ ညင်းကလင်းကြောင့်ဗလီတွေပျက်စီးသွားတာရှိတယ်ပျက်စီးသွားတဲ့ဗလီတွေပြန်လည်ပြုတ်ပြန်တိဆောက်တဲ့အခါမှာဦးတင်းတို့ကဘာမှဒီပေါ်မှာမပြောလိုပါဘူးသူကသူလက်ရှိသူတို့စရင်ပေါက်ထားတဲ့အတိုင်းပဲတိဆောက်နေကြတာဖြစ်တဲ့အတွက်ဦးတင်းတို့အဲ့ဒီပေါ်မှာဘာမှကန့်ကွက်ခြင်းနောက်ဆက်ခြင်းဘာတစ်ခုမှဦးတင်းတို့အဲ့ဒီစိတ်ထားမျိုးမထားပါဘူးသူတို့ဘာသာသူတို့တိုးတရသူတို့တိုးတရကြောင့်သူတို့လုပ်လိမ့်မယ်ကိုယ်တွေဘောလာဘာသာတွေကကိုယ်တွေတိုးတရတိုးတရကြောင့်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဦးတင်းတို့ကမပြောလိုပါဘူးအဲ့တော့ဒီနေ့ခေတ်လိုနိုင်ငံရေးအခြေအနေမျိုးမကောင်းတဲ့အခြေအနေမျိုးမှာသူတို့အတွက်နေရာပေးခြင်းဟာအမတန်မှနောင်လာနောင်သားတွေအတွက်အစိုးရအနေထားတစ်ခုအော်တယောက်ကနေအများဖြစ်လာခဲ့ကြတာကဘာသိပဲ တစ်ခဏတယောက်ရောက်လာရင်အဲ့ဒီနေရာဟာမြို့တစ်မြို့တည်ထောင်ဖို့လည်းပဲသူကဝင်မလေးတဲ့အဖွဲ့အစည်းတစ်ခုပါပဲအဲ့လိုဖြစ်နေတဲ့အခါမှာဒီနေရာကဗုဒ္ဓဘာသာအများစုနေထိုင်ရာနေရာတစ်ဆင်ပင်ကြီးရွာနဲ့အနီးဆုံးနေရာဖြစ်နေတယ်အဲ့တစ်ဆင်ပင်ကြီးရွာနဲ့အနီးဆုံးနေရာတစ်ခုမှာသူတို့အချပေးခြင်းတည်အဲ့တော့နောက်လာမယ့်ဘာသာရေးအထီးကလုံးတွေကိုပါဒီနေရာကအဲနေရာတစ်ခုလို့ဖြစ်သွားမှာဖြစ်ပါတယ်အဲ့လိုဖြစ်စေခြင်းလို့ဦးသိန်းတို့ကရေးချေဗုဒ္ဓဘာသာနဲ့အစ္စလာမ်ဘာသာကြား ဒါလို့ပြင်လာမှာကွန်းချံကုန်းရှိနာရီအိမ်တစ်ခုတွင်ဖဲရိုက်လောင်ကစားလုပ်သည်ဟုဆိုကာရဲကလူငယ်များကိုဝန်ဖန်ပြီးစစ်မှုထမ်းအဖြစ်စုဆောင်းသည့်အပြင်ပြည်သူများကိုလည်းဖမ်းဆီးငွေညစ်ရန်ကုန်တိုင်းကွန်းချံကုန်းမြို့နယ်ရှိနာရီအိမ်တအိမ်တွင်ဖဲရိုက်လောင်ကစားလုပ်သည်ဟုဆိုကာရဲများကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပြီးစစ်မှုထမ်းအဖြစ်စုဆောင်းခြင်းနှင့်ပြည်သူများကိုလည်းဖမ်းဆီးငွေညစ်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်တည်နှထာနာထံသို့ပြောဆိုသည် စက်တင်ဘာလ23ရက်နေ့ရန်ကုန်တိုင်းကွန်းချံကုန်းမြို့နယ်တောင်ကုန်းကျေးရွာတွင်ဒေါ်တင်ဝင်းစုသူဆုံးပါသွားခဲ့ကြောင်းထို့ကြောင့်ရွာတလေးအလောင်းကိုတုံးရထားခဲ့ရာစက်တင်ဘာလ24ရက်နေ့ညပိုင်းအတူပအိမ်တွင်အိမ်ဆောင်ရင်းလူငယ်များနှင့်ပြည်သူများဖဲကစားကြကြောင်း အဆိုပါဖဲဝိုင်းကိုတော်ကူးနယ်မြေရဲစခန်းမှာနေထိန်တိန်တူဦးနဲ့အဖွဲ့ကဝင်ရောက်ဖမ်းဆီးပြီးလူငယ်များကိုစစ်မှုထမ်းဆူဆောင်ခြင်းပြည်သူများကိုဖမ်းဆီးဝင်ညစ်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်အတူပအိမ်ဆောင်မှုအတွက်အုပ်ကြီးကိုဖဲအတူများအိုင်းလုပေးရစီဆိုတာပြောပြီးမှဖဲဆော့ကြတာအဲ့ဒါကိုနေထိန်တိန်တူဦးကကဝင်ဖမ်းနဲ့စစ်မှုထမ်းဆူဆောင်မယ်လောင်ကစားမှုနဲ့ဖမ်းမယ်ဆိုပြီးဝင်ညစ်တယ်လူငယ်တွေရောပြည်သူတွေကိုရောစခန်းကိုဖမ်းသွားတယ် အဲ့ဒါမိဘတွေကညာရင်းချင်းငွေနဲ့လိုက်ရရတယ်ဟုဒေတာပြည်သူတဦးကပြောဆိုသည့် တော်ကူးရဲစခန်းကလူငယ်များနဲ့ပြည်သူများကိုဖမ်းဆီးပြီးနောက်စစ်မှုထမ်းရန်အကျုံးဝင်သောလူငယ်များကိုတဦးလျင်ငွေကျပ်သိန်း၃ဆယ်ဝန်းကျင်ဖြင့်ရွေးခိုင်းပြီးလောင်ကစားမှုဖြင့်ဖမ်းဆီးခံရမည့်ပြည်သူများကိုမူတဦးလျင်အ ਨੇ စုံငွေကျပ်တသိန်းခွဲတောင်းခံ၍ပြန်လွတ်ပေးခဲ့ကြောင်းသိရှိရသည် အတူပအိမ်ဖဲကစားကဒလိပါပဲနောက်ပြီးအုတ်ကြီးကိုလည်းပြောပြီးမှကစားတာအဲ့ဒါကိုစက်တင်ဘာ24ရက်နေ့ညပိုင်းမှာဝင်ဖမ်းလာလူငယ်တွေကစစ်မှုထမ်းမဖြစ်လို့ရင်တိန်30ကျော်ထိပေးရတယ်။အာနှစ်ပေါင်းများစွာဦးဇင်းတို့တက်တက်နေလာခဲ့ပြီ။ဘာသာရေးနဲ့ပတ်သက်လို့အထူးကတုံးတွေဘာမှမဖြစ်ခဲ့ဘူးပါ။အစ္စလမ်လည်းပဲအစ္စလမ်တို့ကလည်းသူဦးဇင်းတို့ဗုဒ္ဓဘာသာနဲ့အတူလက်တွဲရှင်တိုင်ပြီးတော့နေထိုင်လာခဲ့ကြတာ။အဲ့တော့ယနေ့အချိန်ထိပဲဦးဇင်းတို့သိရတဲ့အချိန်ကစပြီးတော့ ဦးဇနုတွေကပြင်မလားမှာငွေပြင်မလားမှာကြီးပြင်လာခဲ့ကြတာယနေ့ချိန်ထိဘာသာရေးအဓိကရုံးပြင်မလားမှာမရှိခဲ့ဘူးပေါ့အဲ့တော့အားလုံးကိုယုံကြည်ရကို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 ွယ်ပြီးတော့သူ့ကိုရက်တည်နေကြတဲ့လူတွေဖြစ်တယ်ဒီလိုတောတူတောင်သားတွေဘက်မှဒီလိုပလီချပေးခြင်းတွေနောင်လာနောင်သားတွေအတွက်ပို့ပြီးတော့ပြဿနာတွေဖြစ်လာနိုင်ကြများစွာရှိလို့ဦးဇနုကဒီနေ့ကိုအထူးသဖြင့်ကန့်ကွက်နေရခြင်းမဖြစ်ပါဘူးအဲ့ပါကြတော့တချို့တော့တရင်သမားတွေကလည်းဒီနေရာအနည်းငယ်ကြုံလာပြီးတော့အဲရွာနဲ့ဝေးပါရဲဆိုတဲ့ပုံစံမျိုးတရင်ရုပ်တံတင်ကြတာမျိုးတွေ့ရတာပေါ့ဗျာအဲ့ဒါဆိုတော့အရှင်များအနေနဲ့ဒီရွာကန်နေနဲ့လည်းအရှင်များယဉ်ကျေးနေနေတဲ့အတွက်ကြောင့်ဒီခုဆောက်လုပ်နေမှုတွေနေရွာနဲ့ကဘယ်လောက်ထိ က်နေတယ်ဆိုတာလေးပြသပေးပါဦး။ဒီနောက်ကဒီလက်ရှိဧရိယာအနေထားလဲဆိုလို့ချင်းဟောဂျာမာအဲလက်ခွက်၃ခွက်လောက်ချားပြီးရင်ရာစီယိုးနဲ့လက်ရှိသူတို့စီပင်အခွင့်ပြုထားတဲ့ဧရိယာနဲ့ကလက်၃ခွက်လက်၃ခွက်စာလောက်ပဲရှိပါတယ်။ရာကိုရွာနဲ့နှီးပတ်လုံးပါတယ်။ဟောဒါတို့တချို့မီဒီယာတွေကရွာနဲ့ဝေးပါတယ်တွေဘာတွေရှောက်ပြောတယ်။ဟုတ်ဒါရန်ဆောက်ပြောနေတာပါမင်းမျိုးတေချာဆင်းပြီးတော့တေချာမလေးလာပဲနဲ့သူများအချင်းသူများညင်နဲ့ဆောက်ပြောနေတာရှိပါတယ်အဲ့တော့ဒီပေါ်မှာဦးတင်းတို့က ။နောက်ဖြစ်လာမယ့်ပြဿနာကိုကြိုတင်ကာကွယ်ပြီးတော့ပြောနေကြတဲ့ပုံမှာနိုင်ငံရေးအမြတ်ထုတ်လို့ကြတဲ့ပြည်မီဒီယာတွေကအမျိုးမျိုးခြောက်ပြီးတော့ဘာသာရေးကိုဓာတ်ပြပြီးတော့တိုင်းပြည်စူပူမှုဖြစ်အောင်မငြိမ်မသက်ဖြစ်အောင်ဒီဗလီကိစ္စကိုအကြောင်းပြုပြီးတော့နိုင်ငံရေးကလှုပ်ရှားနေကြတဲ့အဖွဲ့တွေလည်းအများကြီးတွေ့ရပါလိုင်းပေါ်မှာဒီတရင်မှန်နဲ့ပတ်သက်ရင်ဥက္ကဋ္ဌတွေရောအချိန်မရွတ်ဆက်တယ်လို့ရတယ်မင်းမြန်လို့ရပါတယ်ဥက္ကဋ္ဌကနေမြေကန်နေဖြစ်တယ်အဲ့တော့နေမြေကန်နေဖြစ်တဲ့အတွက်ဥက္ကဋ္ဌကိုအချိန်မရွတ်ဆက်တယ်ပါမင်းမြန်မှာဟောသူများလိုင်းပေါ်မှာတွေ့ထားတဲ့တရင်တွေဟောအဲ့ဒီတရင်တွေကို ်လော်ဘီသတင်းတွေကိုချက်ပြီးတော့ပြည်သူတွေစိတ်ဝမ်းကွဲနေတဲ့သတင်းဘာသာရေးနှစ်ခုကြားမှာဟောထိခိုက်သိနေတဲ့သတင်းတွေကိုနိုင်ပေါ်မှာဖတ်နေကြတာအများကြီးပြရပါလေအဲကြောင့်ဦးတင်းတို့တွေကအလုံးသိအောင်ဒီနေရာနေထားတစ်ခုဦးတင်းတို့ချက်ပြခြင်းဖြစ်ပါတယ်အဲအချုပ်မီဒီယာတွေကဦးဇင်းတို့ကိုဆာဖာချုပ်ကဖမ်းသွားတယ်ဆိုပြီးတော့ဒီလိုမျိုးသတင်းတွေဖောက်ပြီးတော့ဆရာတော်ကြီးတွေကမေတ္တာရပ်ခံလို့ဦးဇင်းတို့ကပဲဆာဖာကလက်ထက်ကနေပြန်လွတ်လာတဲ့ပုံစံမျိုးလို line ပေါ်မှာပြောနေကြတဲ့သတင်းတွေလည်းရှိပါတယ် ကဆက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသူတို့ကသိကျင်တဲ့အဆက်လက်လေးတွေကြောင်းတာသူတို့တွေကလူကြီးလူကောင်းပြည်ပြည်ပဲသူတို့ခွင့်တောင်းတယ်ခွင့်တောင်းပြီးတော့သူ့မျိုးသားအဖွဲ့တွေကဒါမှမဟုတ်ကိုခေါ်တော့ရယ်ခေါ်တော့တဲ့ဆောင်မှာလည်းဦးတင်းတို့ကလိုက်မှဆင်ပြေလို့လို့ပြောရခဏဦးတင်းတို့လည်းတော်တော်ကြီးကြီးခွင့်ပြုတယ်ဟာဒီနေရာဟာဆက်လက်ဘာသာဝင်နေနေထိုင်ရနေရာမဟုတ်တဲ့အတွက်ဒီနေရာမှာ ဘူးဆိုတာကိုလည်းပဲနံပါတ်၁ချပြပါလေအဲ့တော့ဘယ်လိုလဲကဘာကြောင့်ဒီနေရာမှာကန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာတောသူတောင်သားအများစုနေထိုင်ရနေရာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုအသိခံရတဲ့တောင်သူလယ်သမားတွေဟာလည်းပဲဒီမျိုးကိုအသိခံခြင်းတွေတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးတနည်းအားဖြင့်မြို့ပြစီမံကိန်းအတွက်ဆိုရင်အိုးညံ့တုံးတာအဲ့တော့ပြည်သူပြည်သားအနေနဲ့ကာလတန်ကြီးဒီနေရာတွေဟာတိုင်းပေါင်း30တိုင်းနဲ့တန်တဲ့နေရာတွေမှာနှစ်သိန်းခွဲ3သိန်းနဲ့ င်းတို့တွေကဒီနေရာမှာနေထိုင်ကြတဲ့လောက်ကန်စားတော့ကြတဲ့တောင်သူလယ်သမားတွေကနှစ်သိန်းခွဲသုံးသိန်းနဲ့နိုင်ငံတော်ဆိုးရရဲ့ကြော်ကြီးယူပြီးတော့ကြီးကြီးပြူပြူလက်မှတ်ထိုးပေးပြီးတော့တိုင်းပြည်ရဲ့မြို့ပြစီမံကိန်းတွေတက်နိုင်သလောက်တက်ဆွမ်းသလောက်ပါဝင်ကူညီမယ်ဆိုပြီးတော့နိုင်ငံတော်နဲ့လက်တွဲခဲ့တာပါဒီနေ့ခေတ်လို့ဒီနေရာကိုအခြားဘာသာဝင်တွေချပေးဖို့ဖြစ်လာခဲ့မယ်ဆိုရင်ဒီနေရာကိုအသိခံရတော့ပေါင်းလူတွေရဲ့ရှင်နဲ့နှလုံးသားရဲ့ကိုစားတော့လာခဲ့တဲ့ဒီမျိုးပေါ်မှာကိုကိုရဲ့ဘာသာတရားမဟုတ်နဲ့အခြားဘာသာတစ်ခုကကြီးစိုးလာတယ်၊လွှမ်းမိုးလာတယ်၊စိုးမိုးလာတယ်ဆိုရင်အဲ့ဒီ ဒီရွာသူရွာသားတွေဒီလဲမှာလောက်ကန်စားတော့ကြတဲ့တောင်းသူလဲသမားတွေရင်ထဲကဆန္ဒကိုအားလုံးမြင်နိုင်မယ်လို့ဥဒနာထင်ပါတယ်။ဒါဒါကသူတို့ကမှမူလလန်ဟောင်းမူလလန်ဟောင်းကဥဒနာဒီဘက်မှာရှိပါဒါမူလလန်ဟောင်းကြီးပါမူလလန်ဟောင်းကြီးကိုဒီရှာမှာညနေစီပင်ကပိတ်လိုက်ပါစီပင်ကပိတ်လိုက်တယ်ပိတ်လိုက်ပြီးတဲ့အခါမှာသူတို့အစင်းပြေတို့လမ်းအောင်ပြန်ဖောက်သွားတယ်ဒါကဥဒနာကိုသွားနေတဲ့လမ်းဟာလမ်းတက်သူတို့စီပင်ကထင်းထားပေးတဲ့လမ်းတက်ဖြစ်ပါတယ်ဒါကမူလလမ်းဟောင်းဖြတ်ပြီးတော့လမ်းဟောင်းကတော့ဒီပလီငယ်ကြီးတက်ပါသွားပြီလမ်းဟောင်းကပလီငယ်ကြီးတက်ပါသွားပြီးတော့ လမ်းတက်တက်ဝိုက်ပြီးတော့အောက်ထားပြပါအာပထမဆုံးဆောင်းဝိုင်းကြတာတော့ဗလီကတလုံးပေါ့ကျွန်တော်အခုကတော့စမ်းမိတယ်နှစ်ခုတွေ့လာရပြီဒါနှစ်ခုတွေ